မင်္ဂလာပါရှင်။ဒီဆယ်လီဘရီနူရဲ့နိုဝင်ဘာ24ရက်နေ့ည7:00နာရီထိနောက်ဆုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ဘဝရနေဆွေသစ်စင်တို့ရဲ့မင်္ဂလာဝေမတက်ခဲ့ပေမယ့်အဝေးကနေခုလိုမြို့နိုင်စရာပမာဏလက်ဖွဲ့ကြီးတွေပြည်တီဦးနဲ့အင်နာကျော်စင်ရဲ့တရင်အေးရာနားလေကူညီပေးတဲ့ချစ်သူလေးကို Music Universe အပြန်ခီးမှာပဲခြားပြလိုက်တဲ့မြင့်နာဆိုရဲ့တရင်ဆယ်လီဖြစ်ဖို့တိမ်မောင်းထောင်ချီတဲ့ပစ္စည်းတွေကိုထုခွဲပြရင်နမဲကြီးလာတဲ့ဆယ်လီအိုခွဲကြီးကိုချစ်ရဲ့တရင် ခက်ခဲနာနာလက်ထက်ရတဲ့ပြင်ဟန်နီမူခီးစဉ်ကိုလက်ပွဲအပြေရရှိခဲ့တဲ့ဟင်းဝင်ရနဲ့ဆိုဗီယက်သစင်ရဲ့တရင်ပါဝင်အမှုပညာရှင်တွေကိုတန်မိုးကြီးစိန်တွေလက်ဆောင်ပေးခဲ့လို့လူပြောများနေတဲ့စင်အင်ဂရီတရင်မာကြီးရဲ့တရင်ကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်ဟင်းဝင်ရနဲ့ဆိုဗီယက်သစင်တို့ရဲ့မင်္ဂလာပွဲမတက်ခဲ့ပေမယ့်အဝင်းကနေအခုလိုမြုံနိုင်စရာပမာဏလက်ဖွဲ့ခဲ့တဲ့ဂျီတီယူနဲ့အင်ဒရာဂျော်စင် မကြသေးခင်ကတနိုင်ငံသုံးဆောင်ကြည့်ကြရတယ်မင်းသားဟင်းဝင်ရဲနဲ့မင်းသမီးစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲချင်းနဲ့ပတ်သက်ပြီးထိတ်တန်းဥပညာရှင်ဆောင်တဲ့ဖြစ်တဲ့ပြည်တူးနဲ့အင်ဒရာဂျာစင်တို့ရဲ့လူကြီးလူကောင်ပေးတယ်လို့လည်းလည်းတစ်ခုကြောင့်လို့ပြောများနေပါတယ်ငယ်စဉ်ဆုံးတဲ့မင်္ဂလာပွဲဆိုတာအနုပညာလောကသားတွေအစုံလင်းတက်ရောက်ခဲ့တဲ့ပွဲကြီးတစ်ခုပါဒါပေမဲ့ပြည်သက်တွေသတိထားမိလိုက်တဲ့အချက်ကလေးတစ်ခုကတော့ဒီပွဲကြီးမှာအကယ်ဒမီများရှင်ပြည်တူးနဲ့အင်ဒရာဂျာစင်တို့ဇနီးမောင်နှံကိုအရေးယောင်တာမတွေ့ကြရတာပါပဲဘုံမှန်ဆိုရင်တော့သူတို့ကအနုပညာမောင်နှမတွေနဲ့ပွဲဆိုရင် မျက်နာမပြောင်းတက်ရောက်လေးရှိသူတွေပါဒီလိုပြက်ကွက်ခဲ့တဲ့ပုံမှာမျက်နာနဲ့မှထင်ကျင်းတွေအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်သူတို့ဈာမအဆင်မပြေတာတွေရှိနေလို့လားတမင်ရှောင်ဖယ်နေရလားဆိုပြီးတော့မကောင်းတဲ့အမြင်သဘောထားတွေနဲ့ဆန်ဆန်ကိုတွေးမိသူတွေလည်းရှိပါတယ်သူဆိုတာကမြင်ရတဲ့အပေါ်ရံတွေကိုကြည့်ပြီးဆုံးဖြတ်တကြတဲ့သဘောပါဒါပေမဲ့အမှန်တရားကဖုံးမရဘူးဆိုလိုပါပဲပြည်သူနဲ့အင်ဒရာဇင်းတို့ဟာလူကိုယ်ရမလာရောက်နိုင်ပေမဲ့သူရဲ့စိတ်နှလုံးသားကတော့မောင်နှမအရင်လိုမျိုးစိုးပြစ်တဲ့စင်နဲ့အတူရှိနေကြတာပေါ့ ်အခုထုတ်ပေါ်လာတဲ့သတင်းဒီကြရာသူတို့ဇနီးမောင်နှံဟာဟိန်ဝင်ရဲနဲ့ဆိုပြစ်စင်တော်မင်္ဂလာဝဲအတွက်ဂုံပြူပန်းစီကြီးနဲ့အတူမင်္ဂလာလက်ဖွဲ့ငွေငွေကျပ်300တတီကိုလက်ဖွဲ့အနေနဲ့ပေးခဲ့တယ်လို့သိရပါတယ်ဒီပမာဏဟာတာမန်လက်ဖွဲ့ငွေတခုမဟုတ်ပါဘူးမင်္ဂလာဝဲကိုလူကိုယ်တိုင်မလာရောက်နိုင်တဲ့ဧည့်သည်တယောက်အနေနဲ့ဒါလောက်များပြားတဲ့ပမာဏကိုလက်ဖွဲ့ရဆိုတာတော်ယုံတန်ယုံခင်မင်းရင်းဒီမူတော်ယုံစေတနာနဲ့မဖြစ်နိုင်ပါဘူးဒါဟာသူတို့နိုးရဲ့အစဉ်တန်းတဲ့စိတ်ထားကိုပြသလိုက်တာပါပဲ လက်ရှိခေတ်ကာလအခြေအနေကိုကြည့်မယ်ဆိုရင်လူမှုရေးပွဲလမ်းသမင်ဖိတ်ဆောင်ရပြီဆိုတာနဲ့သွားရင်လက်ဖွဲ့ရမယ်ဆိုတဲ့အတွင်းနဲ့ရှောင်းဖဲကြီးကြတဲ့သူတွေဒုနယ်တွေပါပဲတချို့ဆိုရင်ပွဲဟောမဖြစ်မနေသွားရင်တော့မှနမဲစင်းပောင်လောက်ပဲလက်ဖွဲ့တတာမျိုးတွေရှိပါတယ်ဒါလည်းခေတ်ကာလစီးပွားရေးအပြစ်ပြောစရာတော့မဟုတ်ပါဘူးဒါပေမဲ့ပြည်သူနဲ့အင်ဂျင်နီယာတို့ကတော့ဒီလိုမဟုတ်ပါဘူးသူတို့ဟာအကြောင်းပြပြချောင်းမအားလို့ပဲဖြစ်ဖြစ်ခရီးလုံနေလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်မလာရောက်နိုင်ပေမဲ့မျက်နှာမငယ်ရလျောင်အဝေးကနေတောင်းဝင်ကြည့်ပြလိုက်တာပါ လူမလိုက်နာမှာမြေတားမပြတ်ဘူးဆိုတာကိုတိန့်တရားဆိုတဲ့လက်ဖွဲ့နဲ့တက်တည်ပြလိုက်တာဖြစ်ပါတယ်။ဒါဟာမောင်ငယ်နှမငယ်တွေပေါ်မှာထားတဲ့အကြီးအကဲပိသားမှုလည်းဆုံနိုင်လို့ကိုယ့်ရဲ့တိတ်ခါကိုတန်ဖိုးထားရတဲ့ရဲ့တခုလို့မြင်မိပါတယ်။ဒီသတင်းထွက်လာပြီးတဲ့နောက်မှာတော့သူတို့တော့မတက်ရောက်ရခြင်းပေါ့။တန်တရားဝင်နေတဲ့ရဲ့ပြဿနာတွေကပိတ်သွားခဲ့ပါပြီ။စိုးပြေတဲ့စင်နဲ့ဟင်းဝင်ရတို့ဘက်ကကျင်းလဲကိုယ့်ရဲ့မင်္ဂလာဝဲကိုကိုပြေတီဦးတို့မတ်ဝဲတို့မတက်လာမယ်ပဲဒီလိုကြီးမားတဲ့လက်ဖွဲ့ဝင်တဲ့ကွန်ပျူတာကိုတော့ပို့ပြီးတော့ကျေးဇူးတင်ဝမ်းသာနေကြမှာမှန်ပါပဲ။ တကယ်တော့လူမှုရေးဆိုတာမျက်နှာပြရင်သက်သက်မဟုတ်ပါဘူးတစ်ဖက်သားပုံမှာထားတဲ့စစ်မှန်တဲ့စေတနာကသာအဓိကဆိုတာကိုဂျီတီယူနဲ့အင်ဒရန်စင်တို့ကသင်္ကန်းစာတစ်ခုပေးလိုက်တယ်လို့ပါပဲကေပရိသတ်ကြီးရေဒီလိုလူကြီးတို့ကောင်းဆန်တဲ့ဂျီတီယူနဲ့အင်ဒရန်စင်တို့ရဲ့လက်ဖွဲ့ပုံလေးကိုဘလုံးမြင်ကြပါသလဲကိုယ်တန်ဆိုရင်ရောပွဲမတက်ဖြစ်တဲ့လို့ရရရရလက်ဖွဲ့နိုင်မလားဒီကြောင်ရလေးပုံမှာပရိသတ်ကြီးရဲ့အမြင်ကိုကောမန့်မှာဝင်အောင်ဆွေးနွေးပေးသွားကြပါအောင်ရှင် 10နီးဖြစ်ပေါ်တိမ်မောင်းထောင်ချီတန်တဲ့ပစ္စည်းတွေကိုထုခွဲပြရင်လည်းနမိတ်ကြီးလာတဲ့ဆယ်လီအိုခွဲကြီးကိုချစ်ပစ္စည်းတွေကိုရိုက်ခွဲမှုနမိတ်ကြီးမင်းဆိုရဲခံယူချင်တဲ့လူမှုကွန်ရက်ဆမင်နာဒီမှာဟိုလီတချောချောဖြစ်နေတဲ့ကိုအိုခွဲကြီးကိုချစ်ကြောင့်ကိုဒီနေ့မှပြောပြပေးတော့ပါပါဒီကနေ့ထင် online ဆမင်နာရီပေါ်မှာကြည့်လိုက်မယ်ဆိုရင်လူသိများထင်ရှားဖို့ကြီးစုသူရေးအတွက်မြန်မြန်ရဖို့အတွက်လူတွေကနီလန်းပေါင်းစုံအသုံးပြုလာကြတာကိုတွေ့ရမှာပါတချို့ကလည်းထူးထူးဆန်းဆန်းအဝတ်အစားတွေဝတ်ဆင်ကြတယ် တချို့ကြောင့်လည်းအပိုက်ပုံကြီးတွေပေါ်မှာတက်ထိုင်ပြီးတော့ဓာတ်ပုံရိုက်တင်ကြတယ်။တချို့ကလည်းမထော်မနှမ်းပြုံမှုတွေနဲ့ပြိသက်စိတ်ဝင်ဆောင်လောက်ကြပါတယ်။အဲ့ဒီထဲကမှခုနောက်ပိုင်းထူးခြားဆုံးဝေကုံကြီးကြအများဆုံးနီလန်းကိုသုံးလာတာကတော့ကိုချစ်ပဲဖြစ်ပါတယ်။ကိုချစ်ဆိုတာအရင်တုန်းကတော့ကိတာလောကမှာနေရာတစ်ခုရဖို့စူးစမ်းနေတဲ့ဇော်ရော်တို့ဖြစ်ခဲ့ပုံပါတယ်။ဒါပေမဲ့လူပညာလောကဆိုတော့ကိုကဘလောက်တော်တော်ခံနေရတဲ့အခွင့်အလမ်းမပိရင်ထိတ်ဆုံးရဖို့ခက်ခဲပါတယ်။ဒီတော့သူကတာမန်လန်းချောင်းတိုင်းကိုသွားနေလို့မရဘူးဆိုတော့ သဘောပေါက်ပြီးတော့ဘယ်သူမှမလုပ်ရတဲ့ဘယ်သူမှမလုပ်ဖြစ်တဲ့စိတ်ကူးတစ်ခုကိုစတင်လိုက်တာပေါ့အဲ့ဒါကတော့ဖြက်စီးခြင်းဖြင့်ဖန်တီးရဲ့လူပညာပါပဲသူရဲ့ဗီဒီယိုတွေကိုကြည့်မယ်ဆိုရင်တမိုးရှိတဲ့အုတ်ခွဲပကံလေးလျှက်စစ်ပစ္စည်းတွေတခြားလူသုံးကုန်ပစ္စည်းတွေကိုအားပါးနေရရိုက်ခွဲပြတာပေါက်ခွဲပြတာတွေကိုတွေ့ရမှာပါဒါပေမဲ့လူတယောက်အနေနဲ့ချင်းတော့နှမျောဆရာကြီးဘာလို့ဒီလောက်ဖြုံးတိနေရလဲမြင်နိုင်လို့ချိုးကလည်းဒီလိုယူနေရလားဆိုပြီးတော့နှောင်ပြောင်ပြောဆိုကြတာရှိပါတယ်ဒါပေမဲ့ကိုယ်ခွဲကိုချစ်တဲ့ကတော့ဒါဟာယူသူမှုမဟုတ်ပါဘူးဒါဟာယင်းနှိမ့်ညွတ်နယ်မှုတစ်ခုပါပဲ ူကိုရင်ပြောပြခဲ့ရာဒီဗီဒီယိုထွက်လာဖို့အတွက်ရိုက်ခွဲခဲ့ရတဲ့ပစ္စည်းတံပိုးတွေကဝေကျက်သိန်းပေါင်း1000ကျော်ထောင်နှိတ်ချီရှိနေပြီလို့သိရပါတယ်ဒီပမာဏဟာနည်းဝေပမာဏမဟုတ်ပါဘူးဒါပေမဲ့ဒီလိုရင်းမြစ်လိုက်တဲ့အခါသူ့ကိုလူတွေစိတ်ဝင်စားလာတယ်သူ့ဗီဒီယိုတွေကိုလူပြောများလာကြတယ်လူတိုင်းကသူ့အကြောင်းပြောလာကြတယ်ဒါဟာသူတို့ချင်းနဲ့ကိုပိုင်းမက်ဒစိတ်တိစားမှုအောင်မြင်သွားတာပါနိုင်ငံကမှဒီလိုပစ္စည်းတွေရိုက်ခွဲပြရင်ဆမီနာတွေဟာကြီးစုသူတန်းတဲ့ချိန်ရရှိပြီးတော့ဝင်ငွေတွေပြောင်းရလာရရှိပါတယ်ကိုချင်းရဲ့ဟီမန်ချက်ကလည်း ပြည်ရင်းနေမကပါဘူးနိုင်ငံသားတွေမှာထိုးဖောက်ဖို့လို့ဆွလို့ပါတယ်လူရင်းကသူ့ကိုလောင်ပြောင်နေကြမယ်သူကတော့သူ့ရဲ့လမ်းကြောင်းပေါ်မှာယုံကြည်မှုပြည့်နေရှိနေတော့ပါပဲတကယ်တော့အင်တာနက်လောကမှာလူစိတ်ဝင်စားမှုကငွေကြီးပါပဲလူရင်းကသူ့ကိုချစ်လို့ပဲကြီးကြီးမုန်းလို့ပဲကြီးကြီးယူနေလို့ပဲပျော်ပျော်ကြီးသမျှကာလာပတ်လုံးမှာသူကနိုင်နေတာပါပဲဇော်တော်ဘွားနေမအောင်မြင်ခဲ့ပေမယ့်ခုလိုမျိုးအိုးခွဲပရင်ဖြစ်နေတော့သူဟာနေရာတနည်းအောင်ရောက်ရှိခဲ့ပါပြီကိုချင်းကတော့ဆောမိုင်းမှာတော့ပစ္စည်းရိုက်ခွဲခြင်းကိုတသက်ပဲဆိုပေမယ့်နောက်ပိုင်းမှာတော့ကြီးစုနေတဲ့သူတွေကိုဆုံးမစားတွေမှာထည့်ပေးထားတာတွေ့ရပါတယ် ပြည်စည်းတစ်ခုကိုရိုက်ကွက်လိုက်စင်မှာဖြစ်စဉ်ကတစင်လူသားတွေရဲ့ဒေါသမောဟနဲ့ပတ်သက်ပြီးတော့တင်ကန်းစာတွေကိုပါထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ဥပမာဒေါသထွက်လို့ပြည်စည်းရိုက်ခွဲလိုက်ရင်ဘာကြုံးမှမရှိဘူးဆိုတာမျိုးပြည်စည်းဥစ္စာဆိုတာမမြဲဘူးဆိုတဲ့သဘောတရားမျိုးကိုပါပါလေးပညာပေးသွားတာပါထို့သမီးတော့လူတွေဟာဒီလိုကိစ္စတွေကနေဒေါသဖြစ်တဲ့စသဖြင့်လူမှုကွန်ရက်တွေပေါ်မှာစုံမှခဲ့တာပါ။ဒါနဲ့မကသေးပါဘူးသူရဲ့ရိုက်ကွက်တဲ့ဤပညာတွေကလည်းတော်တော်လေးကိုတိုးတက်လာပါတယ်အနည်းကွက်တည်းအတန်အထူးပြုလုပ်ချက်တွေနဲ့ကြည့်ကောင်းအောင်တိဖြတ်ထားတာမလို့ ပစ္စည်းကွဲသွားတဲ့အတန်ကိုနားထောင်ပြီးစိတ်ကြည်နှမှုရတယ်လို့ပြောတဲ့ပရိသတ်တွေကလည်းရှိပါတယ်။ဒါကြောင့်လေသူဟာဝေဖန်မှုတွေချတဲ့ကနေသူ့လည်းသူဆက်လျှောက်ပြီးတော့အောင်မြင်မှုတစ်ခုကိုရယူနိုင်မှာဖြစ်ပါတယ်။ဂိမ်းပရိသတ်ကြီးတို့ကရောဒီလိုနာမည်ကြီးလို့ငွေတွေအများကြီးသုံးပြီးတော့ပစ္စည်းတွေရိုက်ခွဲပြနေတဲ့ဈေးကွက်ကိုထိုးဖောက်ပြီးကိုဘယ်လိုမြင်ကြပါလဲ။ဒါအမှုပညာလားဖန်တီးမှုလားဒါမှမဟုတ်အပိုလို့ရတဲ့ခုလို့မြင်ပါသလား။ပတ်ချက်ပေးထားတဲ့နေရာမှာဝင်ရောက်ဆွေးသွင်းပြီးကြပါအောင်ရှင်။ အနုပညာရှင်တွေကိုတံမိုးကြီးစိန်တွေလက်ဆောင်ပေးခဲ့လို့လူပြောများနေတဲ့စိန်ကလေးတစ်ထေးမှကြိပရိသတ်ကြီးပုံမှန်အားဖြင့်မိလာဝဲတစ်ခု ပြီးသွားရင် သူတွေပြောနေရှိတာကသူတို့သမီးဘလောက်လားလေခမ်းမကဘလောက်ကြီးလဲဆိုတာပါပဲဒါအမင်းစိန်ကလေးမမငယ်ရဲ့မိလာဝဲမှာတော့ဝဲပြီးသွားတဲ့အချိန်ပရိသတ်ကြားထဲမှာပြောစမှတ်တွင်ကြံရဲခဲ့တဲ့ကြက်တွေရရှိနေတော့မှာပဲဘာကြောင့်လဲဆိုတော့မမငယ်ကသူ့ရဲ့မိလာဝဲမှာ ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ဥပညာရှင်တွေကိုပြန်လည်ကျေးဇူးဆက်လိုက်ပုံကတကယ့်ကိုစင်တဲ့တခုရှိနေလို့ပါပဲဒီမင်လာဝဲကြီးမှာနိုင်ငံကျော်ဥပညာရှင်တွေဖြစ်ကြတဲ့မင်းသားချောထက်အောင်ဆိုင်ငိမ့်တော်မင်းသမီးချော်လေးဝင်းရမုံနိုင်နဲ့နန်းဆွေဒီဆိုကပါဝင်ကူညီခဲ့ကြပါတယ်ထူးခြားတာကသူတို့အားလုံးဟာမမငယ်နဲ့ရှင်နိခင်မင်မှုကြောင့်ဖာကြီးညာကြီးတွေမယူဘဲစေတနာတသက်နဲ့ဝင်းရံပေးခဲ့ကြတာပါ။ဒါပေမဲ့တရေစိတ်တဲ့ဆိုတာဒီလိုနေရာမျိုးမှာပေါ်လွင်မှရင်မမငယ်ကသူတို့မြေတာကိုလက်ကားမယူပါဘူး။ အနုပညာရှင်တွေရဲ့ချိန်နဲ့စေတနာကိုတမိုးထားတဲ့အနေနဲ့သူမပိုင်ဆိုင်တဲ့စေဂရီစိန်တိုက်ကနေတမိုးကြီးဆုံးရှေးသွေးမြင့်ဆုံးလို့သတ်မှတ်ထားတဲ့နိုင်ငံတကာအသိမဲ့ view အရေးသွေးအမခံလက်မဲ့ GIA ရရှိထားတဲ့စင်ဝေကြီးတွေကိုတယောက်ချင်းစီတွေလက်ဆောင်ဖြင့်ပြန်လည်ပေးရခဲ့တာပါမြင်အောင်ကြည့်ပါပရိသတ်ကြီးတာမင်လက်ဆောင်မှုပဲနဲ့ကဘာအစ်မီစင်ရည်သွေးအမခံလက်မဲ့ရစင်ဝေကြီးတွေကိုလက်ဆောင်ရလိုက်တဲ့အနုပညာရှင်ရဲ့ video ပေါ့ အတူတပင်းသူသမီးရန်ဖြစ်ကူညီပေးခဲ့တဲ့နယ်စုတီဆိုးဆိုင်ကိုလာရောက်လေပတ်ချိန်မှာမမငယ်ရမမျောလင့်ထားတဲ့လက်ဆောင်နေနဲ့စင်ဝင်ကြီးထုတ်ပေးလိုက်တာကတကယ့်ကိုကြည်နူးစရာမြင်ကွင်းပါပဲ။ဒါကစေတနာကိုတန်ဖိုးကြီးကြီးနဲ့တုတ်ပြန်တဲ့အမှုပညာတစ်ခုလို့တောင်းမှဆိုရမှာပါ။ GIA certificate ပါရင်စင်ဝင်နေဆိုတာနိုင်ငံတကာမှာရောပြည်တွင်းမှာပါအရေးသွေးအာမခံချက် ပြည့်ရှိတာမလို့လက်ဆောင်ရသူတိုင်းအတွက်တကယ့်ကိုဖိုးတန်နဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်မှာသိကြပါပဲ။ ။များသောအားဖြင့်သူတွေကဒီလိုသိန်းထောင်ချီတဲ့တန်မိုးကြီးပစ္စည်းတွေကိုကိုယ့်အတွက်ပဲဝယ်တတ်ကြပေမဲ့မမငယ်ကတော့သူတစ်ပါးအတွက်ပါရဲရော်ပေးရတဲ့စိတ်နှလုံးပိုင်ရှင်ဆိုတာပို့ပြီးတော့ပေါ်လွင်နေပါရဲ့။အထူးသဖြင့်စိန်ဆိုတာမိကလေးတိုင်းရဲ့ချစ်တော်မို့လက်ဆောင်ရတဲ့အချိန်မှာနန်းဆွေလီဆိုရဲ့မျက်နာပေါ်ကအပျော်တွေကိုကြည့်ရင်ပေးသူရောယူသူဟာဘလောက်ပီတိဖြစ်ရလဲဆိုတာစကလုံးနဲ့တောင်မှဖွင့်နေဖို့ခက်ခဲလာပါရဲ့။ဒါကငွေကြေးတက်မှုတဲ့တာလုံးနဲ့ခင်မင်မှုတက်မှုကိုပြသလိုက်တာလည်းဖြစ်ပါရဲ့။ ဒါရီမကားသေးပါဘူးမမငယ်ရဲ့ရရောမှုကနမေကြီးနုပညာရှင်တွေပေါ်မှာရင်ရှိတာမဟုတ်ပါဘူးသူမရဲ့နောက်ွယ်ကအောင်မြင်မှုတော့ချက်ဖြစ်တဲ့ဝန်ထမ်းတွေပေါ်မှာလည်းတကယ့်ကိုမိခင်တယောက်လိုဆက်ဆံပါရည်။သူမရဲ့ဆိုင်ကအမျိုးသမီးဝန်ထမ်းတွေမိဖွားဝင်ယူတဲ့အခါမျိုးမှာဆိုရင်စင်းယုံစရိတ်ကလေးစိတ်တွေအတွက်ငွေကျပ်သိန်းဟာချီပြီးတော့ထောက်ပံ့ချေပေးလို့ရှိတယ်လို့သိရပါရည်။ယနေ့ခေတ်စီးပွားရေးလောကမှာအမျက်ဆုံးကိုပဲကြီးတဲ့သူတွေများနေချိန်မှာကိုယ့်ကိုယ်ကူညီပေးတဲ့မိတ်ဆွေတွေ ကိုလိုကိုဝိုင်းလုပ်ပေးနေတဲ့ဝန်ထမ်းတွေရဲ့ဘွားကိုပါထည့်သွင်းစဉ်းစားပေးရဲရော်ပြလဲပေးဆက်တဲ့မမငယ်လို့တတိမျိုးကတော့တကယ်ကိုရှားပါးစင်ဝင်ပါပဲ။ဒါကြောင့်လဲစင်ဂရီဆိုတာစင်ရည်သွေးကောင်းတာတွေမကပဲပိုင်ရှင်ရဲ့စိတ်ထားလေးကပါစင်လိုတောက်ပနေရလို့ပြိသက်တရားချီကျူးနေကြတာဖြစ်ပါလိမ့်မယ်။ကေပရိသတ်ကြီးစင်ဂရီတရေမာကြီးရဲ့ဒီလိုရရောပေးကျေးဇူးတည်တတ်တဲ့စိတ်ထားလေးကိုဘလို့မြင်ကြလဲကိုတာနုပညာရှင်နေနေရာမှာဆိုရင်ရောခုံးမိတ်ဆွေရာဒီလိုတံမိုးကြီးလက်ဆောင်တွေနဲ့ အားသိအောင်လုပ်တဲ့အခါဘလို့ခန်းစားရမလဲမိမိတို့ရဲ့အမြင်လေးကိုလေးပြောသွားပေးခဲ့ပါဦးရှင်ခေခေနနာလက်ထက်တဲ့ပြင်ဟန်နီမူခီးစင်ကိုလက်ဖွဲ့ပြေးရရှိခဲ့တဲ့ဟင်းဝရနေဆိုပြီးတဲ့စင်အားလုံးမင်္ဂလာပါဒေဆလီဝဲဒီနျူပေးကနေပြန်လည်ကားယူဆလိုက်ပါတယ်ဟင်းဝရနေဆိုပြီးတဲ့စင်တို့ဇနီးပေါင်တဲ့နှစ်ယောက်ကလက်ထက်ပြီးတာရှန်နေငယ်ချသွားပြီးဖြစ်ပေမဲ့လည်းလက်ဖွဲ့တွေကတော့ခုထိရှိနေသေးဖြစ်ပါတယ် တို့နှစ်ယောက်ကိုအားပေးသူတွေကများရပြင်တစ်ဖက်လုံးကတိုင်းဝိုင်းကြီးတွေဖြစ်တာကြောင့်မင်္ဂလာဝဲကိုတက်ရောက်လာသူတွေလည်းမနေပါဘူးမင်္ဂလာဝဲကိုလည်းငါးဝဲကျင်းပါတဲ့ငေစင်တို့မောင်နှံကိုခုထိလက်ဖွဲ့တွေပေးနေကြပြီးဒီတစ်ခါမှရလာတဲ့လက်ဖွဲ့ကတော့ခြားသူတွေနဲ့မတူတဲ့လက်ဖွဲ့ဖြစ်ပါတယ်မြို့ရင်နဲ့ဆွေသည်စင်တို့နှစ်ယောက်ကဟန်နီမွန်မထွက်ရသေးတာကြောင့်ဟန်နီမွန်ထွက်လို့ရအောင် Lucky Diamond စိန်ဆိုင်ပိုင်ရှင်ဟာဟန်နီမွန်ခင်းစင်ကိုလက်ဖွဲ့လိုက်ပါတယ်သူတို့ရဲ့ honeymoon ခင်းစင်မှာစိတ်ကြိုက်အဝအုံဖို့နဲ့ကုံသွားရင်လည်းအကောင်လေးသာပို့လိုက်ပေးငွေအပြည့်ထပ်ပြေးလိုက်မှာဖြစ်ပါရည် ။ဦးကျော်ကဟင်းဝေရံရဲ့စပစ်တဲ့နှုတ်ကိုရင်ကလေးကသဘောတူခဲ့တာပါ။စိမ့်ဆိုင်ပိုင်ရှင်ဖြစ်တာကြောင့်လက်ဝေရနာပစ္စည်းတခုခုလက်ဖွဲ့ဖို့အတွက်စဉ်းစားထားပေမဲ့လည်းအခြားသောစိမ့်ဆိုင်တွေကလည်းစိမ့်တွေကြောင့်ရနာတွေကိုလက်ဖွဲ့ကြပါရယ်။အဲဒါကြောင့်ပေါ်ပြီးထူးခြားသွားအောင်နဲ့အမတ်တရရှိသွားအောင်မနီမိုခေးစင်ကိုလက်ဖွဲ့မှာပါ။ဒီလက်ဖွဲ့ပြီးတဲ့ဦးကျော်ကိုလည်းဟင်းဝေရံတို့ဇနီးမောင်နှံကနောက်ထပ်ဇီယံပွဲတော်မှာလည်းပွဲတွေတက်ရောက်ပေးသွားမှာဖြစ်ပါရယ်။လက်ဝေရံရဲ့စပစ်တဲ့စင်ကလက်ထက်ပေးတရက်လောက်သာအနားရှုပြီးတော့အလုပ်တွေပြန်လုပ်နေတာပါ။ လက်ထပ်ပေးပေးကြပါပြီ။ဟန်နီမွန်မထွက်သေးပဲနဲ့မန်လေးကိုရွှေဆိုင်ပွဲတွေတယောက်ခဲ့ပါရီ။အရင်ကလည်းရွှေဆိုင်ပွဲတွေကိုအတူတူတက်လေးရှိပေမဲ့ဆိုဗီယက်စင်ရဲ့မိဘတွေကနောက်ကနေအမြဲတမ်းဆောက်ရှောက်ပေးတာပါ။လက်ထပ်ပေးနောက်မှာတော့နှစ်ယောက်တည်းခီးထွက်နေတာဖြစ်ပြီးသူတို့နှစ်ယောက်လက်ထပ်ပေးရတဲ့ပထမဆုံးချိန်ဇနီးမောင်နှံဖြစ်တယောက်ခဲ့ပါရီ။သူတို့စုံတွေကိုအားပေးသူတွေများလာကြောင်းရွှေဆိုင်ဝင်ပွဲတွေပွဲတဲ့ခန္ဓာတွေမှာတကူးတကဖေးလေးရှိကြပါရီ။မင်္ဂလာပွဲတွေကိုစက်တိုက်ကျင်းပခဲ့တာကြောင့်ပင်မန်းမိမဲ့လေအနာမီဝဲနဲ့နောက်ရမှာအလုပ်တွေချက်ချင်းလုပ်ကြတဲ့အထိအလုပ်ကိုလည်းကြိုးစားကြပါရီ။ အလုပ်တွေလုပ်ပြီးမှသာ honeymoon ထွက်မှာဖြစ်ပြီးနိုင်ငံခြားခီးစဉ်ကိုရွေးချယ်ထားကြပါတယ်။သူတို့ရဲ့ honeymoon ခီးစဉ်မှာတော့ဆွေမျိုးတွေမိဘတွေလည်းလိုက်မှာဖြစ်ပြီးတော့အလုပ်တွေကိုတော့ရသလောက်လုပ်နေပါတယ်။အလုပ်ကြိုးစားရင်ဇနီးမောင်နှံနှစ်ယောက်ကိုဦးကျော်တို့ကလည်းတိမဲ့ပြူတာကြောင့် honeymoon ခီးစဉ်ကိုလက်ခွေတာပါ။မင်္ဂလာဝေးကိုလည်းခက်ခဲနားနားကျင်းပတဲ့ပြင်ရွှေကိုပိတာဝစ်စုံကိုလည်းစုပိတဲ့စင်ကဝစ်စင်ဝင်ရခဲ့ပါတယ်။လက်ထပ်ပြီးတဲ့နောက်မှာနေထိုင်မှုအတွက်သုံးနေတိုက်ကြီးကိုလည်းမိဘတွေကလက်ဖွဲ့ပေးခဲ့တာကြောင့်လူလီသေးမရှိပြေဆုံးသွားပါတယ်။ လက်ထပ်ပြီးနောက်မှာလည်းလက်ဖွဲ့တွေကတဖွဲ့ဖွဲ့ရောက်နေဆဲဖြစ်တဲ့ပြင်အခုလည်းဟန်နီမူခီးစင်ကိုပါလက်ဖွဲ့အဖြစ်ရှားသွားခဲ့ပါတယ်။အဝေရန်တို့မိသားစုကတတ်မှတ်ထားတဲ့ဆန်နှုံးတွေနဲ့ကိုက်ညီတဲ့စုပြည်သင်စင်ကတော့ကံကောင်းတဲ့မိကလေးဖြစ်နေပါပြီ။သူတို့ရဲ့မင်းလာဦးကာလပျော်စရာကောင်းနေပါတယ်။စုပြည်သင်စင်ကို fashion ကွမ်းနေဆိုပြီးတော့ဝေဖန်ကြပေမဲ့လည်းအခြားမင်းသမီးတွေတောင်မရတဲ့ကံကောင်းမှုတွေပါရရှိနေခဲ့ပါတယ်။ တိမ်မောင်တောင်းချီကုန်ကြခံပြီးတော့လက်ထပ်နိုင်သလိုလက်ထပ်ပြီးနောက်မှာလည်း honeymoon season အထိလက်ပွဲတွေရနေတဲ့သူတို့ရဲ့စုံတွဲလေးကိုအားကျနေပြီလားဆိုတာ comment မှာပြောခဲ့ပေးပါအောင်ရှင်အရှာရနားလေကူညီပေးတဲ့ချစ်သူလေးကိုမစ်စီနူမအပြန်ခီးမှာပဲခြားပြလိုက်တဲ့မျက်နှာစုကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်အားကြိုဆိုလိုက်ပါရစေ ရင်းနာဆိုကတော့ Body Beauty နဲ့ Business တွေပြည်စုံတဲ့နာမည်ဖြစ်ပြီးမေဆွန်နီပါစီကိုပါပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။မေဆွန်နီပါမှာတော့ Emblem နဲ့တူပြန်လာခဲ့သူဖြစ်ပေမဲ့လည်းအချစ်ရင်းမှာတော့ပထမဆုံးကိုရရှိခဲ့တာပါ။ဒါကြောင့်လည်းမေဆွန်နီပါအပြန်ကြီးလေးပါပဲချစ်သူလေးကို Official ချပြေးခဲ့တာဖြစ်ပါတယ်။ရင်းနာဆိုအနေနဲ့ယူနီပါပြန်ပွဲကြီးမစတင်ခဲ့မိမှာပဲပွဲတွေဇက်တိုက်ပေးခဲ့ရသူဖြစ်ပါတယ်။ဒေစီယာနဲ့အတူတယောင်းစင်တွေရှိခဲ့တာကြောင့်လေပရိသတ်တွေကပါမြင်တတ်ခဲ့ရတာပါ။ဒါကြောင့်လေအလာမဲပြောင်းလဲတွေဖြစ်လာနိုင်တဲ့အထိကြုံရရတာလည်းဖြစ်ပါရည်။ အန်ဒီဆိုယွေကတော့လိမ္မာတည်တက်တဲ့အလှမယ်လေးဖြစ်တာကြောင့်ဖေးမကူညီခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းမျက်နာဆိုတဲ့အတူ2025မေဆွန်နီဘာကိုပါဆက်လက်ချီတက်ကြရပါတယ်။လက်ရှိမှာတော့အရှာရကိုနားလေကူညီပေးတဲ့ချစ်သူလေးကြောင့်မျက်နာဆိုနေနဲ့ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြန်ဝဲတရှောင်း supporting ပေးခဲ့တဲ့ချစ်သူကိုပါတစ်ဖက်မှာကျေးဇူးတင်နေကြတာပါ။အခုချိန်မှာတော့ဇုံတွဲပုံလေးနဲ့အတူအမခံပရိသတ်တွေစီကိုချပြပေးလာကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဇနေ့ကြော်ကြလက်တွဲခဲ့တဲ့ချစ်သူလေးကြောင့်ယူနာတက်ခင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းရဲရဲတောက်ကြောခိုင်းခဲ့တဲ့ဒက်ဆရာလေးကချစ်သူကိုပါတစ်ဖက်မှာချီးကျူးလာကြတာဖြစ်ပါတယ်။ပြိသက်တွေကတော့ခုံပြန်ကြော်လာကွက်တွေကိုထုတ်သုံးတယ်လို့ဆိုကထောက်ပြလာကြတာပါ။ဒါကြောင့်လည်းမျက်နှာဆိုးအနေနဲ့ပညာသားပါပါဖြစ်ရှင်းလာကြတာလည်းဖြစ်ပါတယ်။မျက်နှာဆိုးကတော့ခုံပြန်ကြော်လာတာမျိုးမရှိကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်လေပြိသက်တွေတည်ကျင်တဲ့အကြောင်းအရာလေးကိုပါပြန်လည်ဖြေရှင်းပေးလာကြတာပါလက်ရှိမှာတော့ပြိသက်တွေအားကြလာရတဲ့အထိရိုမက်တစ်ဆန်တဲ့ချစ်တွေကိုပါထုတ်ပြနေကြတာဖြစ်ပါတယ် အခြေအမှပထမဆုံးရရှိခဲ့ပေမဲ့တစ်ဖက်မှာတော့ National Data ဖြစ်သူစိုးရွေနေနေမေဆူနီပါနဲ့တူဝေးကွာလာကြရတာဖြစ်ပါတယ်။စိုးရွေနေနေမေဆူနီပါနဲ့တူခက်တခက်ကိုတီထောင်ခဲ့သူဖြစ်ပေမဲ့လည်း Ambulance တွေနဲ့တူတဝဲလေလေဖြစ်နေကြတာပါ။ဒါကြောင့်လည်းထူအပ်လို့နဲ့တူမေဆူနီပါကိုပါမြင်တွေ့ရတော့မှလည်းဖြစ်ပါတယ်။ပြိသက်တရားတော့အပြောင်းလဲတစ်ခုဖြစ်တာကြောင့်စိတ်လုံရှားနေကြတာပါ။ထားပြန်မှာတော့တတိဆာမော်ရယ်မင်းသမီးများစွာကပါထူးရက်လင်းတဲ့တူလက်တွဲလာခဲ့ကြပါရယ်လက်ရှိမှာတော့ အသွင်တင်းတဲ့တို့မြင်တွေ့လာရနိုင်ကြောင်းအမခံပရိသတ်တွေစီရောပါထူးအပ်လင်းနေတဲ့ချပြပေးလာကြတာဖြစ်ပါတယ်။မျက်နာဆိုတော့ Miss Universe နဲ့တို့တွေ့ကြုံတဲ့တွေကတပတ်မှရှိလာကြတာဖြစ်ပါတယ်။ပြန်ဝဲတခြားဝင်းရံသူနေကြရတယ်လို့ placement အနေနဲ့လည်းလွှဲချော်ကြရပါတယ်။တိုင်းမဲ့လေအိမ်ပြန်ခီးစင်မှာတော့ချစ်သူတွေလေးကိုထုတ်ပြနိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်လေတွေ့ကြုံတွေကိုပြန်လဲသုံးချပြီးတော့မော်ရယ်လောကစီကိုပါတကြောပြန်ခြေဆက်လာမှလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးတို့လည်းရာရာနားလည်ပေးတဲ့ချစ်သူလေးကြောင့်ရောက်ရွှင်နေရတဲ့မျက်နှာဆိုးလေးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။စုံနေကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။